မြင်းကလေးလောက်ခတ်မှုကြောင့်ကျောက်ဆယ်မြို့မှာရှင်းလင်းလုပ်ငန်းအတွက်ဆက်လက်လှုပ်ဆောင်မှုဆက်ရနေရအခက်အခဲတွေရှိနေတယ်လို့ကျောက်ဆယ်ရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေသူတွေကပြောပါရယ်အောင်ခန့်သတင်းပေးပို့ထားပါရယ်ရှင်စကိုင်းနိုင်ငံကိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငင်းလင်းကြောင့်စကိုင်းမန္တလေးမြို့ကြီးတွင်နေနီးတူထိခိုက်ပျက်စီးခဲ့တဲ့ကြောက်ဆယ်မျိုးကနေအိမ်အဆောက်အဦတွေပါဝင်တမျိုးလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်ကြောက်ဆယ်မျိုးမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မတ်လ31ရက်နေ့ညနေပိုင်းထိလှုပ်ဆောင်ခဲ့ရာတေဆုံးသူ100ကျော်ဒဏ်ရာသူ180လောက်ကယ်ဆယ်နိုင်ခဲ့ပါတယ်ကျွန်တော်ကကယ်ဆယ်ရအခုအခုချိန်ကြီးကိုပြောရရင်ဟိုပါပေါ့မနေ့မနေ့ကမနေ့ကညနေပြီးအကယ်ကယ်ကယ်ဆယ်ရဝင်နေရတာဒီနေ့တော့ပြီးသွားပါပြီဒီနေ့ကစွာပြီးရှင်းလေးလောက်ရတော့မှာအမမဘလို့ဘလို့မပြည့်စုံဘူးလေသူတို့လည်းသူတို့သွားတဲ့နေရာဆက်ကလည်းဟောကိုယ်ပိုင်ကမရှိတာအဲ့တော့သူများလာပို့တဲ့ဟာလေးတွေညတာပြီးတုံးနေရပါဘောမပြည့်စုံတော့မသေးရှိဘူး ဟိုမှာဘယ်လိုပြောရမလဲဆိုတော့လုံရင်းထဲမှာတည်မှာပဲအခုလောလောဆယ်တော့အဲဇေဇေရန်နေရာစောင့်တာပဲရှိတယ်ဟုတ်ဟုတ်လုံရင်းထဲမှာအခက်ခဲဆိုတာသိရမှာမဟုတ်ဘူးအဲ့ဟွာပေါ့ဟွာပေါ့ဇက်ပေါ်ကြီးထွက်တဲ့အိမ်ကြီးအဓိကထားပြီးတော့မြေငွေမဖြိုချပြရမှာပေါ့နော်မြေငွေလောက်ခတ်မှုကြောင့်တစ်မျိုးလုံးတိုင်းတာနဲ့မြို့ရဲ့၃ပုံမှာ၂ပုံလောက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်လက်ရှိမှာလည်းရှင်းလင်းပြီးလှုပ်ဆောင်မှုဆက်ရင်းအခက်ခဲတွေနဲ့ဆက်လက်ရင်ဆိုင်နေရတယ်လို့မြို့ကန်ပြည်သူတွေကပြောပါတယ် အာအဲ့ဒါတော်တော်ကိုခက်ခဲဖြစ်နေတာရှင်တချို့ဆိုလို့ရှိရင်ဟိုအိမ်ကငါမရှိမရှိမဲတိုက်ဆောက်ထားတာခစ်ကုတ်ဆူထားတာဆိုပေမဲ့အခုအဲ့ဒီဟာကြီးကပြိုသွားတော့ဖြိုးဖို့အတွက်ကိုအဲဆိုင်ရန်နေရငှားဖို့ရတိန်200ကုန်မလို့300ချီကုန်မလို့အဲ့ဒီအတွက်နဲ့ကိုဘာမှကိုမလုံနိုင်သေးဘူးသူပျက်စီးဆုံးရှုံးမှုတွေကများပါလေဆိုမှအဲအဲ့လိုကြီးရှိနေတော့ဒီတိုင်းအပုံလိုက်ကြီးတွေပဲထားရတာဗောနော်ပိုက်တန်ရှိတဲ့သူတွေကတော့သူတို့ဟာသူတို့နီးနေအဆင်ပြေပေမဲ့ ဒီတာမန်လူရန်းသားတွေအတွက်ကတော့ဒီတိုင်းပဲထိုင်ကြည့်နေကြရတာရှင်အဲဒီရှင်းလင်းဖို့အရေးကိုငွေကုန်ရမှာဆိုတော့လူတွေကမတက်တာတဲ့အဆုံးဒီတိုင်းပဲငုံတုတ်ထိုင်ကြည့်နေရတာလောလောဆယ်ဒီစားဖို့တောက်ဖို့အရေးပဲတွေးပြီးတော့ဘေးကင်းရပဲနေနေကြတော့အဲ့ဒီဟာတွေအတွက်ကိုလောလောဆယ်လူတွေကဥမလဲနိုင်နေဘူးပေါ့နော်ဟုတ်အဲ့အတွက်ကြောင့်မလို့ကူညီလို့ရရင်လည်းကူညီပေးကြပါလို့ကျမကတော့ပြောချင်တယ်ရှင်ဟုတ် လက်ရှိမှာလည်းကြောက်ဆယ်မျိုးအပါအဝင်ခြေလက်ဒေသတွေမှာပါတောက်သုံးရေအခက်ခဲတွေနဲ့ဆက်လက်ရင်ဆိုင်နေရတယ်လို့မြို့ကန်ပြည်သူတွေကပြောပါတယ်အဓိကနံပါတ်1ဦးစားပေးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ရေကအခုကျမတို့စီမှာတော်တော်ရာသီဥတုကပူပြင်းတာဖြစ်တဲ့ကြောင့်မို့ရေကမရှိမဖြစ်လိုအပ်တဲ့ချင်းနံပါတ်1ဦးစားပေးအနေနဲ့ကဟုတ်အစားအစာကတော့အဲခိုင်းချက်ကြက်တဲပြီမဲ့ဒါနည်းနည်းလေးတောင့်ခံလို့ရသေးရပေါ့နော်ရေကကြတော့မရှိမဖြစ်လို့ပြောလို့ရတယ် ရွာဘက်တင်မှာဆိုရင်တော်တော်ကိုအခြေအနေဆိုပြီးရေရေရဲ့အခြေအနေကပေါ့နော်ဟုတ်မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွေ့3159ရောက်နေဒဏ်ရာရသူ4565ရောက်ထိရှိလာပြီးလူ498ရောက်ပျောက်ဆုံးနေဆက်ဖြစ်တယ်လို့ DBV က31ရက်နေ့ည7:00နာရီအထိစုစည်းရရှိထားတဲ့အချက်အလက်တွေကိုသိရပါတယ်ကျွန်တော်အောင်ခန့်ပါ